တော်ရရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမောင်နှင်းပန်းရဲ့အယောင်မဲ့ပကြီးကားဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်မိချူကလေးဘွားကလေးကကျွန်တော်ဆိုင်မှာစာအုပ်ငှားနေကြ အဲ့ဒီအရွယ်ကလေးကကာတွန်းရုပ်ပြလေးတွေကို နေ့စဉ်နဲ့အမျှဆိုသလိုလာလာငှားဖက်နေတော့လူချင်းကလည်းတတော်ကိုရင်းနှီးနေပါပြီသူတို့နေတာက ကျွန်တော်တို့ရဲ့တစ်ဖက်လမ်းမှာဆိုတော့အ ਨੇ ဆုံးစာအုပ်လာငှားရင်ငှားမငှားရင်ဖြတ်သွားဖြတ်လာလောက်တွေ့တွေ့နေရတာပဲသူလာရင် ကျွန်တော်ကိုစကားမရှိစကားရှာပြီးတခုမဟုတ်တခုအမြဲပြောနေတတ်တာအရွယ်ကခလေးတာတာအရွယ်စကားကတွတ်တွတ်ဆိုတော့မိချူးကိုကြည့်လိုက်ရင် အမြဲတမ်းကိုရှင်လန်းတက်ကြွနေတော့တာကျွန်တော်ဆိုင်ရှိကိုသူရောက်လာပြီဆိုရင်အเจ้าယာတစ်ခုကအမြဲကပ်ပါလာပြီးသားဥစားပြီးပြီလားဆိုတဲ့ပရိသန္နာယစကားကနေရက်ွက်ထဲကအเจ้าသူမိသားစုအเจ้าစုံအောင်ကိုပြောတတ်တာ နောက်ဆုံးပြောစရာမရှိရင် သူလာပို့တဲ့စာအုပ်ထဲကဇက်ဆောင်မင်းသားနဲ့မင်းသမီးညားတာကွဲတာကအစာဖွဲ့ဖွဲ့နွဲ့နွဲ့စိတ်ဝင်စားအောင်ပြောတတ်တဲ့သူ။ ကျွန်တော်မှလည်းစိုက်မလူနေနေရင်မိချူးနဲ့အပြင်းပြေသဘောမျိုးပြောဆိုနေတတ်ပေမဲ့လူကြနေတဲ့အချိန်ဆိုရင်တော့စကားများတဲ့သူ့ကိုဧည့်ထောက်ခံပြောမနေနိုင်အားပါဘူးမိချူးနဲ့ကျွန်တော်ဆက်ဆံလာတာ10နှစ်လောက်တောင် ရှိနေပြီဆိုတော့ကျွန်တော်နဲ့ကမိဘနဲ့တားသမီးလိုကိုဖြစ်နေတော့တာတခါတလေဆိုရင် သူကစာအုပ်လာတာပို့တတ်ပေမဲ့ပတ်စံပါမလာတဲ့နေမျိုးတွေရှိတတ်တယ်အဲ့ဒီလိုအခါမျိုးကြရင် မိချူးကလေတံနှိမ့်နှိမ့်လေးနဲ့စိုးရင်တကြီးပြောတတ်တယ်။ဦးတမီးဒီနေ့မဖိုးမရလို့နောက်တနေ့မှပေါင်းယူပါနော်။အဲ့ဒီစကားမျိုးများပြောပြီးဆိုရင်မိချူးရဲ့မျက်နာကလေးဟာတကယ့်ကိုတိမ်တိမ်ငယ်ငယ်ကလေး။အရာရာကိုစိုးရင်ထိတ်လန့်နေတတ်တဲ့ရုံတငယ်လေးလိုမျက်လုံးလေးကဝိုင်းလို့နှခမ်းကလေးကလည်းမတိမတာတဆက်ဆက်တုံ့လို့ပေါ့။ကျွန်တော်အနေနဲ့ဆိုရင် နေ့စဉ်နဲ့မျှဆိုသလို့ လူပေါင်းစုံနဲ့ပေါင်းတင်ဆက်ဆံနေရတဲ့ကျွန်တော်ရဲ့အတွေ့အကြုံကြောင့်ဒီကလေးလိန်ပြောနေတာမဟုတ်ဘူးဆိုတာကိုလည်းကောင်းကောင်းသိတယ်။ဒီတော့တခါတလေမှာအေးအေးဆိုတာလောက်နဲ့ပြီးသွားတတ်ပေမဲ့တခါတလေကြတော့လဲမိချူးကိုစကျင်နောက်ချင်တဲ့စိတ်ကမတိမတာယုံကြွလာတတ်တယ်။အဲ့ဒီလိုအခါမျိုးမှာကျွန်တော်ကမျက်နှာသားကိုခက်မာမာပြင်ပြီးဟာဒီလိုလိုလိုဘယ်ရမလဲမိချူးရသွားသွားပတ်စံသွားယူအဲ့ဒီလိုပြောလိုက်တတ်တယ် ီခါမျိုးမှာမိချူဆိုတာကျွန်တော်မျက်နှာကိုရဲရဲတောင်မကြည့်ဝင်တော့ပဲမျက်လွာကိုချတုံရင်လှိုင်းထလာတဲ့အတန်တွေကိုအနိုင်နိုင်ထင်းရင်ပြန်ပြောဘူးတယ်တမီးတကယ်မူဖိုးမရလို့ပါဥရဲ့နောက်တအုပ်ဖိုးနဲ့မှ ပေါင်းပေးပြစီတကယ်လို့မှဥကမချိနဲ့သေးဘူးဆိုရင် မနှက်ဖြန်တမီးစာအုပ်လာပို့တဲ့အခါအတိုးပါထပ်ပေးပါမယ်ဒီတော့ကမိချူရဲ့စကားကြောင့်ကျွန်တော်ရဲ့မျက်ခုံးတွေတိတိသားသားကွင်းညွတ်တွန့်တက်သွားခဲ့တယ် နောက်ပြီးအံဩစိတ်ကြောင့်ပြူးကျဲလာတဲ့ကျွန်တော်ရဲ့မျက်ဝန်းအစုံဟာလဲကျွတ်ထွက်လူမတက်ယုံကြွလာခဲ့တယ်။ကြည်စံမိချူးကလေးရဲ့အသက်ဟာအလွန်ဆုံးရှိလာမှ10နှစ်17နှစ်ပေါ့။ဒီရွယ်ကလေးကအတိုးဆိုတဲ့ဇကားကိုအံဝင်ခွင်ကျသုံးဆွဲနိုင်လောက်အောင် ကြည်ကြည်နက်နက်နားလေနေပြီဆိုတဲ့အတွေးနဲ့အတော့ကိုစိတ်မကောင်းဖြစ်သွားရတယ်။ကျွန်တော်ကနောက်ချင်းပြောင်းခြင်းစိတ်နဲ့ဘာရင်မဟုတ်ပဲပြောလိုက်မိပေမဲ့ ခမညာကလေးမှာတကယ်ထင်သွားရှာတယ်။ဒါကြောင့်ကျွန်တော်မျက်နှာကိုခက်မြန်မြန်ပြင်ပြီးအလကားပြောတာပါသမီးရဲ့။သမီးစီကအတိုးကိုလည်းဥကမယူခြင်းမပါဘူး။သမီးပြောသလိုနောက်တော့အုပ်လာအပ်တော့မှပေါင်းပေးပေါ့ဟုတ်ပြီလားလို့စကားကိုလျှော့ပြောလိုက်ရတယ်။ကျွန်တော်အနေနဲ့ဆိုရင်သူ့ကာတွန်းငှားကလေးကဘာမှပြောပါလောက်တာမဟုတ်ပါဘူး။ပေးမနေပါနဲ့တော့သမီးရဲ့ဆိုရင်တော့ပြီးတယ်။ဒါပေမဲ့ကလေးက ငါဒီလိုပြောလိုက်ရင်ຢ່າသားပဲလို့ဆိုတဲ့အတွေးမျိုးဝင်သွားမှာကိုကျွန်တော်စိုးရိမ်တယ်။နောက်ပြီးအခွင့်အရေးတစ်ခုကိုလွယ်လွယ်ယူတတ်တဲ့ညင်မျိုးမတိမတာဆွဲသွားမှာကိုလည်းစိုးရိမ်မိတယ်။နောက်တစ်ချက်ကအခုသူငားသွားတဲ့စာအုပ်လာဖို့ရင်မိချူဘာလုပ်မလဲဆိုတဲ့တိကျင်စိတ်ကလည်းကျွန်တော်ရင်ထဲမှာဒူးလိုက်ဒဲလိုက်ဖြစ်နေတော့တာ။နောက်တစ်နေ့မိချူစာအုပ်လာပြီးတော့သူငားထားတဲ့စာအုပ်ဖိုးပြင်မနေ့ကစာအုပ်ဖိုးကိုပါကြည်ကြည်နက်နက်ပြီးသွားတယ် ကျွန်တော်မှဝမ်းသာလိုက်ရတာလေစာအုပ်ဖို့ရလိုက်လို့တော့မဟုတ်ပါဘူးဒီကလေးရဲ့ရိုးသားမှုအတွက်ကြည်နူးမိတာမျိုးပါဒါပေမဲ့ကျွန်တော်အနေနဲ့ဒီကလေးကိုတော်တော်တနာသွားမိတယ်သူခမကာတွန်းဖတ်ကျင် ရှာလွန်းလို့သူ့မဟုတ်ဖိုးကလေးတွေကို မစားဘဲနဲ့စာအုပ်ငှားကလာလာပေးနေရတာဒါဆိုရင်ကျောင်းမှာတခြားကလေးတွေမုတ်စားနေကြရင်မိချူးကလေးဘာလို့နေပါလဲလို့လဲတွေးမိတယ် ။ဒါနဲ့ကျွန်တော်ကသူ့ရဲ့စာအုပ်ငှားကားကလေးတွေကိုတတ်တတ်မှတ်မှတ်ထားပြီးတပတ်တစ်ခါဆိုသလိုဆယ်ရက်တစ်ခါဆိုသလိုမုတ်ဖိုးလို့ခေါင်းစဉ်တက်ပြီးပြန်ပေးတတ်တယ်။ဒါကိုမိချူးကတော့မသိရှာပါဘူး။ကလေးပီပီကျွန်တော်ကမုတ်ဖိုးပါပြန်ပေးတယ်ဟေးဆိုပြီးသူ့တငယ်ချင်းတွေကိုတောင်ရှောက်ကြွားနေသေးတာ။တနေ့သူ့မိကကျွန်တော်စီကိုမျက်စိပြက်မျက်နာပြက်နဲ့ရောက်လာတယ်။ကျွန်တော်ကိုမြင်တော့စိုင်ထဲမှာလူရှိမရှိအ깨ခတ်ပြီး အကူကကျမသမီးလေးကိုမုတ်ဖိုးပေးလိုက်သေးတယ်ဆို ဟုတ်တယ်လီဘာဖြစ်လို့လဲတော်ပါသေးရဲ့ကျမကကျမသမီးကလေးတဏီယာကအလွဲယူလာတယ်မှတ်လို့ဆိုရင်ရင်ဘက်ကိုဖိပြီးတက်မကို ချလိုက်တဲ့မိချူးရဲ့အမေကို ကျွန်တော်လေးစားသွားတယ်ဟုတ်တယ်လီမိဘဆိုတာကိုသားသမီးကို အခုလိုအမြဲတမ်းထားနေရမှာမဟုတ်လားနောက်ပြီးဒီမျိုးသမီးရဲ့အထင်းကိုကောင်းမှုကြောင့်မိချူးကလေးတလောက်လိမ္မာနေတာလို့လဲကျွန်တော်ဝမ်းသာမိတယ် ဘာပဲဖြစ်ဖြစ်မိချူတို့တားမိဟာလူမချမ်းသာပေမဲ့ဇာရိတချမ်းသာသူတွေဖြစ်ကျွန်တော်အမှတ်တွေပေးထားမိတယ်။ဒါပေမဲ့သူတို့မိသားစုလေးအတွင်းကိုပြင်းထန်တဲ့မှုန်တိုင်းတစ်ခုက ရုတ်တရက်ဝင်းနှောက်သွားတာကိုကျွန်တော်မျက်ဝါးထင်ထင် တွေ့ခဲ့မြင်ခဲ့ရသေးတာ။အဲ့ဒီတုန်းကမိချူကလေး၈တန်းလောက်ပဲရှိအောင်ပဲ။ပြဿနာက တခြားမဟုတ်ပါဘူး။မိချူတို့ဖေးကိုမောင်စန်းတယောက်လေးဖြတ်သွားတာပဲ။မှတ်မှတ်ရရအဲ့ဒီနေ့ညနေက မိချူကလေးကျွန်တော်စီကိုအာကိုတကြီးနဲ့ပြေးလာခဲ့သေးတယ်။သူ့အတွက်ကလည်းခင်ရဆွေမျိုးမဟုတ်လား။အဲ့ဒီတုန်းကမိချူဟာအမောတကောနဲ့ဥယေဥအဖေဘာဖြစ်သွားလဲမသိဘူး။လက်တစ်ဖက်ကလုံးဝလှုပ်လို့မရတော့ဘူး။စကားတွေကိုလည်းမပီမတနဲ့ပြောနေတယ်။အနာကလူတွေကတော့လေဖြတ်သွားတာလို့ပြောနေကြတယ်။သမီးအဖေကိုခဏခဏပြောတယ်ဒီရက်တွေကိုမတော့ပါနဲ့လို့အခုတော့ဆိုပြီးအတော်ကြာကြာငိုနေသေးတယ် ကျွန်တော်လဲဆိုင်မှာလူကြနေခြင်းဆိုတော့ချက်ချင်းထမသွားနိုင်သေးဘူးနောက်တနေ့ဆိုင်မဖွင့်ငင်းမှမိချူတို့အိမ်ကိုလိုက်သွားကြည့်တော့ဟုတ်တယ်ကိုမောင်စန်းတယောက်တကယ်ကိုလေးဖြတ်သွားတာမိချူကတော့သူ့ဖေရဲ့နားမှာထိုင်ပြီးခြေထောက်တွေကိုဥတာရင်ဆေးနဲ့နှိမ့်နဲ့ပေးနေတာကိုတွေ့ရတယ်မျက်နာကလေးကညှို့ညို့ငယ်ငယ်ကလေးကျွန်တော်ကိုမြင်တော့ခက်နွမ်းနွမ်းကလေးပြုံးပြရှာတယ်ကျွန်တော်လဲတက်နိုင်သလောက်အားပေးစကားပြောပြီးထပြန်လာခဲ့ရတယ် စိတ်แท้ကတော့မိချူတို့မိသားစုအတွက်ရင်လေးနေမိတယ်။ဒါဟာဒီကလေးမဘဝရဲ့အဓိကအချိုးအကျတစ်ခုပဲ။ဒါကြောင့်တမန်ရိုးကြတိုင်းမိချူကလေးကြောင်းထွက်လိုက်ရတယ်။သူ့အမိကတော့ဝမ်းနေတဲ့တဲ့တဲ့နဲ့ပြောရှာပါတယ်။မိန်းကလေးပဲတေသာရှင်သာဖတ်တဲ့တော်ရောပေါ့တဲ့။ဘာပဲဖြစ်ဖြစ်သူတို့မိသားစုရဲ့အခြေအနေမှန်ကသားသမီးပညာရေးနဲ့စာဝတ်နေရေးတဲ့လူမမာကပိုရေးကြီးနေတာကို။ ကျွန်တော်လည်းဘာမှပြောမနေတော့ပါဘူးသူတို့ရဲ့စကားတွေကလည်းအထိုက်လျောက်မှန်နေတာပဲလေအဲ့ဒီကလေးကစပြီးမိချူးတို့တားမိဟာရက်ွက်ထဲမှာကြုံရကြပန်းအလုပ်တွေကိုမရှက်မကြောက်လုပ်ပြီးရွရွင်းလာတဲ့မိသားစုရဲ့စားဝတ်နေရေးကိုအတက်နိုင်ဆုံးကြားခံနေကြတယ်လို့ကျွန်တော်ကြားရတယ်သုံးလလောက်ကြာတော့မိချူးတို့ဖေကိုမောင်စန်းတယောက်တောင်ဝေးကလေးထောက်ထောက်ပြီးဟိုနာဒီနာသွားနိုင်လာနိုင်နေတာကိုတွေ့ရတယ် လူကတော့လိမ်ဖယ်ဖယ်ပေါ်လေဖြတ်ထားတဲ့လက်တစ်ဖက်ကလည်းတွဲလောင်းမယ်ခါမှစီးထားတဲ့ပစိုးကတော့ပီနံကျိုးတစ်ချောင်းနဲ့ဖြစ်တယ်လို့စီးထားတယ်ဒါပေမဲ့ကိုမောင်စန်းကသူ့ရဲ့ညင်စိုးကိုခက်လွယ်လွယ်ဖြောက်နိုင်မဲ့ပုံတော့မတွေ့ရဘူးအဲ့ဒီလိုဒေါန်တန်းဆွဲပြီးဒီရွတ်တိုက်သွားနေရတဲ့သူကကျွန်တော်ဆိုင်တဲ့မလှမ်းမကမ်းမှရှိတဲ့အရက်ဆိုင်ကိုတော့တနေ့၃ချိန်လောက်လာနေတာတွေ့ရတယ်သူ့ကိုမြင်ရသမျှလူတိုင်းကတော်တော်စိတ်မချမ်းမသာဖြစ်ရတယ် ဘယ်နဲ့လူကသာဒုက္ခိတာဖြစ်နေတာအရက်ကြတော့ပုံမှန်တောက်တုံးလားဆိုတဲ့ဂိယုနာဒေါသစိတ်နဲ့မချစ်မရဲဖြစ်ကြရတာပေါ့ဒါကိုမိချူးကဆိုင်ကိုရောက်လာရင် မျက်နာမသားမညာနဲ့ခတ်တဲ့ဥရဲ့အဖေကပြောလို့ကိုမရဘူးဒီအရက်ကြောင့်တစ်ခါဒုက္ခရောက်ပြီးပြီနောက်တစ်ခါဆိုရင်အဖေသေဖို့ပဲရှိတော့တယ်တတ်နိုင်ရင် ပြောပြပါဦးဥရဲ့ဆိုပြီး ကျွန်တော်ကိုတောင်းပန်တတ်တယ် သိလို့မှားနေတာမဟုတ်ပဲတိရက်နဲ့မိုက်နေတဲ့ကိုမောင်ဆန်းကိုဘလို့မှတရားချလို့ရနိုင်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော်ကောင်းကောင်းသိတယ်။ဒါကြောင့်မိချူးကလေးကျင်နဲ့အောင်အေးပြောကြည့်အောင်မယ်လို့ခက်လွယ်လွယ်နှစ်သိမ့်လိုက်ရတယ်။ဒါပေမဲ့မိချူးရဲ့မျက်နာပြင်မှာတော့မျော်လင့်ချက်တွေတေဆုံးလူလူဖြစ်နေတဲ့မျက်ဝန်းတွေကိုမကြည်မနှက်တက်ဆင်လို့နောက်ပိုင်းမှာကိုမောင်ဆန်းတယောက်ပိုဆိုးလာတယ်။ဘဝတစ်ခုလုံးကိုရေစုံမျောလိုက်တာပဲလား။ ျက်နှာသာမပေးတဲ့ကံကြမ္မာကိုပဲအရွက်တိုက်တာလားလေးဖြတ်ခံထားရတဲ့သူမို့အသည့်စိတ်ရဲ့အထင်းကိုဘောင်ထဲကလွတ်ထွက်သွားတာလားဒါမှမဟုတ်အရက်ရဲ့ကြေးကျုံစစ်စစ်ဖြစ်သွားလို့အသည့်တရားတွေစုပ်ယုပ်ချွတ်ယွင်းလာတာလားတော့မသိဘူးလမ်းသွားလမ်းလာတွေတဲကတနာလိုပေးကြကန်းကြတဲ့စေဘဝါကကလေးတွေကိုအကုန်အေးဖြော်တတ်လာတယ်ဒါကိုသိနေပုံရတဲ့မိချူးကလေးတောင်ကျွန်တော်ဆိုင်ကို အလာကျဲသွားတယ် အရွယ်ရောက်စာပြုတ်လာတဲ့ကလေးမှာဆိုတော့ရှက်ရှာမှာပေါ့နောက်ပိုင်းမှာမိချူးကသူ့အဖေကိစ္စနဲ့ပတ်သက်ပြီးတော့စကားတဲ့တောင်ထဲ့မပြောတော့ဘူးဆိုင်ကိုရောက်လာပြီးစာအုပ်တွေရွေးနေရင်လမ်းပေါ်ကသူ့အဖေကိုများမြင်ရင်မိချူးဆိုတာမျက်နာပြက်သွားလိုက်တာများတိတိတသားပဲအဲ့ဒီနောက်မိချူးကလေးကျွန်တော်ဆိုင်ကိုရောက်မလာတာတော်တော်လေးကြာသွားတယ်ခါတိုင်းမြင်နေကြမတွေ့ရတော့လဲကျွန်တော်မှဘာမှမတော်ဆက်ပင်မဲ့စိတ်တော်အပူသား ဘာများဖြစ်နေပါလဲနေမကောင်းရဲ့လားစသဖြင့်တွေးပူမိပေမဲ့သူ့ဖေကိုရှက်လို့မလာနိုင်တာလဲဖြစ်နိုင်တာပဲလေနောက်ပြီးအရင်တုန်းက စကက်ကလေးတစ်ဖားပါတနက်ခါကလေးပကွက်ကြားနဲ့တွတ်တွတ်လက်လက်ချက်ချက်ချာချာရှိတဲ့မိချူးကလေးကိုတရိယာစေတဲ့အကြောင်းရင်းကသူကြိုက်တတ်တဲ့စာအုပ်ကလေးတွေအစ်စ်ထွက်လာရင်စိုးပါတော့ခါတိုင်းစာအုပ်ထွက်တာနဲ့မိချူးတို့ချန်သားရပေမဲ့အခုသူများတွေကိုပဲပေးပေးနေရတော့တာပေါ့ တသက်လုံးနှစ်နှစ်ချိုက်ချိုက်ဖတ်လာတဲ့စာအုပ်ကလေးတွေကိုဒီကလေးမှစွန့်လွတ်လိုက်ပြီလားလို့လဲကျွန်တော်တွေးမိတယ်။ခါတိုင်းဆိုင်ကိုမလာနိုင်ရင်တောင်ဖြတ်သွားဖြတ်လာလောက်ကိုတော့တွေ့နေရသေးတယ်။အခုဆိုရင် လုံးလုံးကိုမတွေ့ရတော့တာ။တေးကြတာကဒီကလေးမှလေးအနေနဲ့အပြင်းပြေဖို့တက်ဝမ်းရည်ကပိုခက်ရှာမှာပေါ်လို့လဲကျွန်တော်အနေနဲ့ဖော့တွေးပေးရသေးတာပေါ့။ဒါပေမဲ့ဒီနေ့တော့မိချူပြန်ရောက်လာတယ်။ကျွန်တော်မှရုတ်တရက်မမှတ်မိနိုင်လောက်အောင်ကိုဖြစ်နေလို့ မနဲ့ကြည့်อยู่ရတယ်ကြည်စံဒီကလေးမှာထွာလာလိုက်တာအပြိုကြီးလုံးလုံးကိုဖြစ်လို့ကျွန်တော်ကိုမြင်တော့ဟဲဟဲဆိုပြီးရီပြတယ်ပြီးတော့သူ့ညင်တိုင်းဦးစားပြီးပြီလားလို့စကားဆတယ်ကျွန်တော်ကလည်းမတွေ့ရတာကြာပြီဖြစ်တဲ့မိချူးကလေးကိုဝမ်းသာအားရနဲ့ဟဲ့ကောင်းပါလေညီပြောက်လာကြီးလားလို့စကားဆပေးလိုက်တော့သူကတမိအလုံဝင်နေပြီဥယျာဉ်ဆိုတော့ကျွန်တော်ကတအံ့တအောဆူလိုက်မိတယ်ဟေးဘာအလုပ်လဲ မိချူးကပြုံးရင်လမ်းမဘက်ကိုတစ်ချက်လှဲ့သွားတယ်။အဲ့ဒီအချိန်မှာတောင်ဝေးကိုအပြုပြီးတုံတုံချီချီနဲ့စိုင်ထဲကထွက်သွားတဲ့သူ့အဖေရဲ့နောက်ကျောကိုငေးနေတယ်။အတော်ကြာမှစိတ်မပါလက်မပါနဲ့ကျွန်တော်အမေးကိုပြန်ဖြေတယ်။အထဲကျုပ်စက်ယုံမှာမိချူးရဲ့အရေးအကဲကိုရုတ်တရက်သတိထားမိလိုက်တဲ့ကျွန်တော်ကသူ့စိတ်ပေါ်ပါအောင်ဆိုတဲ့ရွေချက်နဲ့တစ်ချက်စလိုက်ရတယ်။အော်အထဲကျုပ်ကမလဲရှုပ်ကလေးပေါ့ဟုတ်လား။ ဒီတော့မှရှက်ကိုရှက်ကန်းနဲ့မိချူးကဟာဥကလည်းသမီးကမလဲရှုပ်မဟုတ်ပါဘူးဥရဲ့အေးပါ ဟုတ်ပါတယ်ငါသမီးကမလဲရှုပ်မှမဟုတ်တာကျွန်တော်ကစကားကိုရှင်းချရင်ဆက်မေးလိုက်ရတယ်တလကိုဘလောက်ရတယ်လဲသမီးဝင်ဝင်ချင်းဆိုတော့တလကို3000ရတယ်ဥရဲ့နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့တိုးလာမှာပေါ့အေးလေဒါကြောင့်ညီးကိုမတွေ့တော့တာကို တမီးလည်းတတိယပါတယ်ဥယေဒါပေမဲ့အချင်းကဘလို့မှမရလို့မလာနိုင်ဘူးဖြစ်နေတာလူကောင်းနေကြီးလာတာမဟုတ်ပဲစကယ်ကြီးစကယ်ကျယ်တွေပါပြောထက်လာတဲ့မိချူးကိုကျွန်တော်မမိတ်မတုံကြည်နေမိတယ်ကျွန်တော်ရင်ထဲမှာတောင်နှစ်ပေါင်းများစွာကွဲကွာနေတဲ့သားသမီးကိုရုတ်တရက်ပြန်တွေ့ရတယ်လို့လှုပ်လှုပ်ခက်ခက်နဲ့ကြည်နူးနေမိတယ်မိချူးကခါတိုင်းလိုရုပ်ပြလေးတွေကာတွန်းကလေးတွေရွေးတာမဟုတ်တော့ပဲဝိတ္ထုစာအုပ်တွေပဲလှည့်လာတယ် စင်ပေါ်ဝိတ္ထုစာအုပ်တွေကိုတအိုပြီးတအိုရွေးနေတဲ့မိချူးကိုကျွန်တော်ကညီရုပ်ပြမဖတ်တော်ဘူးလားလို့မေးလိုက်တော့သူကလက်ခနဲပြုံးလိုက်ပြီးမဖတ်တော်ဘူးဥရဲ့တမီးကအခုဝိတ္ထုဖတ်တတ်နေပြီတမီးအလုံးဝင်တာကောကြားပြီလားသုံးလကြော်ပြီလေအဲ့ဒါကြောင့်ဒီဆိုင်ကိုမရောက်တာပေါ့မိချူးကိုကြည့်ရတာဟာအရင် ပုံစံနဲ့ဘာမှပြောင်းလဲမှုမရှိသလိုရွှင်ရွှင်ပြပြပဲ နောက်ပြီးတူတီကိုရောက်မလာခင်အတွင်းမှာသူကျွန်တော်ကိုပြောကျင်တဲ့စကားတွေဘလောက်တောင်ရှိနေတယ်လဲမသိဘူးကျွန်တော်မေးသမျှကိုဒိုင်ကန်ဖြေပြီးအခုလိုစကားပြောနေရတဲ့အတွက်သူတော်တော်ကျေနပ်နေပုံလဲရတယ်ဒါကြောင့်သူစကားဆက်ခွင့်တအောင်ကျွန်တော်ကအလုတ်ကပိတ်ရမရှိဘူးလားသမီးရဲ့မရှိဘူးလေတနင်္ဂနွေဆိုရင်တော့စောစောလွတ်ပြီးတယ်စောစောလွတ်ပြီးတာဘယ်နှနာကြီးလဲညနေ၄နာရီခွဲကျွန်တော်နည်းနည်းတုံ့လှုပ်သွားတယ် ညနေ၄နာရီခွဲကစောလွတ်တာဆိုတော့ပုံမှန်လွတ်ချိန်ကိုကျွန်တော်မစင်းစားကျင်တော့ဘူးဒါဆိုရင်မိချူးကလေးအတော်ပင်ပန်းနေမှာပဲလို့တွေးပြီးတနာမိတယ်တိတ်မကြခင်မှာမိချူးကစာအုပ်လေးတအုပ်ဆွဲထွက်လာပြီးကျွန်တော်စပွဲပေါ်တင်ပြီးတယ်ကျွန်တော်လဲစင်းရင်ထဲမှာရေးမှတ်ပြီးသူ့ကိုပေးလိုက်တော့သွားတော်မယ်ဦးဆိုပြီးစိုင်ထဲကတွတ်တွတ်လက်လက် ထွက်သွားတယ်မိချူးရဲ့နောက်ကျောကိုကြည်ရင်ကျွန်တော်တက်ပြင်းတွေကသာအချိန်ချင်းချနေမိတယ် အဲ့ဒီအချိန်မှာပဲမိချူးရဲ့အမေကကျွန်တော်ဆိုင်ကိုရောက်လာတယ်မိချူးလာသွားသေးလားတဲ့ကျွန်တော်ကအခုလေးတင်ထွက်သွားတာလို့ဆိုလိုက်တော့ခါတိုင်းမိချူးစာအုပ်လာငှားရင်တခါမှလိုက်မလာဘူးတဲ့သူ့အမေကအခုမှဘာကြောင့်ထူးထူးခြားခြားလိုက်လာရပါလိမ့်လို့လဲကျွန်တော်ကြင်ကြံဖန်ဖန်တွေးလိုက်မိသေးတယ်နောက်မှသတိရလိုက်တာကမိချူးကလေးဟာကျွန်တော်ဆိုင်မှာစာအုပ်လာငှားစားတော့ကလို့ကလေးလေးမှမဟုတ်တော့တာကို တွေးရင်းနဲ့ကျွန်တော်လမ်းမပေါ်လှမ်းကြည့်လိုက်တော့မိချူတို့ဖေကိုမောင်စန်းတယောက်တောင်ဝေးကြီးတကားကလူကလိမ့်ဖဲလိမ့်ဖဲနဲ့စိုက်ထဲကိုနောက်တစ်ကြိမ်တောင်ပြန်ဝင်နေပြီအဲ့ဒီနောက်ပိုင်းမှာမိချူနောက်တစ်ခါပျောက်သွားပြန်တယ်ဒါပေမဲ့သူ့ဖေကိုမောင်စန်းကိုတော့အရင်တိုင်းတွေ့နေရတော့မှာပဲကျွန်တော်လဲကိုမောင်စန်းကိုတွေ့တိုင်းမိချူကလေးကိုသတိရရင်စိတ်မကောင်းဖြစ်နေရတော့မယ်တနေ့တော့မိချူအလုတ်ကစောလှုပ်လို့အပြန်မှာကျွန်တော်ဆိုင်ကိုဝင်လာတယ် ရောက်ရောက်ချင်းသူ့ရဲ့အကျင့်အဟောင်းတိုင်းနှုတ်ဆက်တယ်။ဦးစားပြီးပြီလားတဲ့။ကျွန်တော်ကစားအုပ်တွေငုံ့မှန်နေရာကမော့ကြည့်လိုက်တော့ကောင်မလေးကခက်နွမ်းနွမ်းကလေးပြုံးပြရှာတယ်။မိချူးရဲ့မျက်နာပြင်မှာမျက်တွင်းကလေးတွေကတိတိသားသားကျနေပြီးစကားကိုယ်တော်သူ့ဝါသနာအရမို့မဖြစ်မနေပြောနေရတာမျိုး။သူ့ရဲ့လက်တွေကတော့စားအုပ်ပုံကိုဖြွားရင်းတအုပ်ပြီးတအုပ်ရွေးနေတယ်။ဒီတော့ကျွန်တော်ကသမီးဒီစားအုပ်ယူသွားလေ ဆိုပြီးစာအုပ်တူသူ့ကိုပေးလိုက်တော့မိချူးကကျွန်တော်လက်ထဲကစာအုပ်ကိုလှမ်းယူပြီးနောက်ဆုံးစာမျက်နှာကိုလှမ်းကြည့်ရင်ဒီစာအုပ်ကဇက်သိမ်းမှမညာဘူးဥရဲ့စိတ်ညစ်လို့စာအုပ်ဖတ်ပါတယ်ဆိုမှဇက်သိမ်းမှမညာရင်ပို့ခံစားရတာပေါ့မိချူးစကားကိုကြားမှကျွန်တော်အာယုံနဲ့အတိတ်တစ်ခုကဖြတ်ခနဲလင်းလာခဲ့တယ်ဟုတ်တယ်လေမိချူးတို့လိုမိသားစုတွေထဲမှာစိတ်လွတ်ကိုလွတ်ခံစား권ရစေတဲ့ဘာဖြောပြမှုမှမရှိတာ ဒါကြောင့်စာအုပ်ကလေးကိုအရသာခံဖတ်ပါれဆိုမှတင်္ဃာယမမီပဲဂိယူနာကြီးပဲဆိုတော့လဲဘဲကြိုက်နိုင်ပါမလဲလို့ထင်မိတယ်။ဒါကြောင့်ကျွန်တော်ကမိချူးကိုအေးနင်ပြောတော့လဲဟုတ်တယ်လို့လို့ရှိတာ။ဒါပေမဲ့ဒီလိုဇက်သိမ်းမှာ꿰တာလဲအရသာတမျိုးပဲမဟုတ်ဘူးလား။ဟုတ်တော့လဲဟုတ်ပါတယ်ဥယေ။ဒါပေမဲ့တမိမကြိုက်ဘူး။မိချူးမကြိုက်တာကိုလဲကျွန်တော်လက်ခံနိုင်ပါတယ်။ဒါကြောင့်စိတ်ဆင်းရဲစရာတွေဆက်ပြီးပါလာမှာဆိုလို့ ကျွန်တော်ကစကားလမ်းကြောင်းကိုမသိမသာလွှဲပေးလိုက်ရတယ်။ဘလို့လဲသမီးညီအလုပ်ကလစာတိုးပြီလား။ကျွန်တော်စကားကြောင်းမိချူကတဟင်းဟင်းရီပြီးသူ့ကောင်းကသပင်တွေကိုလက်ချောင်းနဲ့ထိုးဖွာလိုက်တယ်။ပြီးတော့မလုံမလဲနဲ့မတိုးသေးဘူးဥယျာဆိုပြီးအည်တဝက်နဲ့ဆိုတယ်။ဒါဆိုရင်ညီတို့လှုပ်ထဲမှာရှိတဲ့လှုပ်သမားတွေအားလုံးရတဲ့လစာကအတူတူပဲလား။ဘဲတူမလဲဥယျာသူ့အစ်စ်နဲ့သူ့ပေါ့ တရုတ်ပြည်ကဆီယမ်မတယောက်ဆိုရင်တလောက်ကို100သိန်းတောင်ရတာကျွန်တော်မျက်ခုံးတွေအတော်ကလေးမြင့်တက်သွားပြီးအံ့လဲအံ့ဩသွားတယ်နောက်တစ်ချက်ကတရုတ်ပြည်ကမျိုးသမီးမြန်မာပြည်မှာအလုလာတုတ်တယ်ဆိုတဲ့ဝေါ်ဟာရကလည်းကျွန်တော်တို့အတော်ကို ထူးဆန်းနေတယ်ဒါကြောင့်ဤစမ်းမအောင်သူကဘာလို့တာမှုလို့တလောက်ကို100သိန်းတောင်ရတာလဲသူကဒီဇိုင်နာဦးရဲ့အထယ်တွေညှက်တာချုပ်တာတွေကို ကြီးကြပ်ရတဲ့ပြင် အင်ကြီးဒီဇိုင်းတွေကိုလည်းသူပဲထုတ်ပေးတာပဲတနေ့အဲ့ဒီဆီယာမနဲ့တမီးတို့စကားပြောပြကြသေးတယ်လေဟီးဟုတ်လားလှုပ်ဆမ်းပါဦးညီရဲ့တွေ့ကြုံကိုကျွန်တော်စကားကြောင့်မီချူးကခစ်ခနဲတစ်ချက်ရီးပြီးစာအုပ်ပုံကိုတအုပ်ချင်းချပြီးရွေးနေရကတနေ့တမီးတို့ကလှုပ်လှုပ်ရင်းတချင်းစုံနေတာပေါ့အချိန်ကလည်းထမင်းစားပြီးသားဆိုတော့လူကလည်းအိတ်ချင်နေတယ်လေနောက်ပြီးတမီးတို့ကမနက်9နာရီဖယ်ရီမှေ့အောင် ပြေးရတာဆိုတော့ နက်9နာရီလောက်ခဲကထားပြီးထမင်းချက်ရသေးတာမဟုတ်လားထမင်းကြိုက်အတွက်ကတော့အလွယ်ရတဲ့ဘဲဥတို့ပဲပြုတ်တူပဲများပါတယ်ထားပါအဲ့ဒီလိုတချင်းစုံနေတော့ခုနဆရာမကတမိကိုလာမီးတယ်ဘာရီအော်နေတာလေတဲ့တမိကလည်းပြန်ပြောရတာပေါ့တချင်းစုံနေတာလို့မိချူရဲ့စကားကစိတ်ဝင်စားဖို့တော့ကောင်းလာပြီဒါပေမဲ့ကျွန်တော်ရဲ့တည်ကျင်စိတ်ကြောင့်သူ့စကားကိုဖျက်ပြီးမေးလိုက်ရတယ်ဟဲ့နင့်ဆရာမကမြန်မာစကားကိုဒီလောက်ရည်လဲနေတော့ တရုတ်ကဟုတ်ရဲ့လားဟဲ့ဟုတ်ပါတယ်ဥရဲ့အဲ့ဒီဆီယာမကယောက်ျားလေးရှိတယ်တဲ့ဟိုပြည်မာကြီးမှာနေတာတဲ့မိချူးကစကားများသူပြီးပြီးသူစကားတွေတဖြည်းဖြည်းနဲ့ဥတီချက်လွဲလာပြီဆိုတာကိုကျွန်တော်ရိပ်မိတယ်ဒါကြောင့်သူစကားလမ်းကြောင်းမပြောင်းရအောင်မတိမတာတဲ့မှတ်ပေးလိုက်ရတယ်အဲ့ဒါထားလိုက်ပါဟိုတချင်းဆိုတဲ့ကိစ္စဆက်ပါဦးရုတ်တရက်ဆိုင်ထဲကိုငှားမဲ့သူတယောက်ဝင်လာလို့စကားကိုခဏဖြတ်ထားလိုက်ရသေးတယ် ပြီးမှမိချူးကတမီအော်နေတာမြင်တော့ခုနဆ iam မကလာမေးတယ်။ဘာဖြစ်လို့တချင်းဆိုတာလဲတဲ့။တမီကအိတ်ချင်လို့ဆိုနေတာလို့ပြန်ပြောတာပေါ့။သူကအိတ်ချင်ရင်လက်ဖက်ရည်ဝဲတော့ပါလားလို့ပြောတယ်။တမီကလည်းလက်ဖက်ရည်ဘူးမရှိဘူးလို့ပြန်ပြောတာပေါ့။အဲ့ဒီတော့သူကတမီကိုအပြစ်တင်တဲ့လေတံနဲ့ဒီလောက်ပတ်စံတွေရနေတာလက်ဖက်ရည်ဘူးတော့မရှိဘူးလားတဲ့။တမီကလည်းမရှိဘူးလို့ပြန်ပြောလိုက်တယ်။တမီလည်းစိတ်ထဲရှိရာပြောပြီးရော ဆီယာမကနည်းနည်းတွေ့တွေ့လေးဖြစ်သွားတယ်ဦးရဲ့ပြီးမှသမီးကိုခတ်တိုးတိုးလေးမေးတယ်လစာဘလောက်ရလို့လဲတဲ့သမီးကလက်သုံးချောင်းထောင်ပြပြီး3000လို့ပြန်ပြောလိုက်တယ်သူနည်းနည်းအံ့အားသင့်သွားတယ်တိလာနောက်မှဆီယာမကသမီးကိုပြန်တောင်းမှန်တယ် sorry ပါပဲတဲ့ဆီယာမကသမီးကိုသူ့လိုလကမျိုးရတယ်အောက်မိလို့ပြောမိတာပါတဲ့ဦးကလည်းသူ့လိုသာသမီးတို့ရကြည့်ပါလားလက်ဖက်ရည်တစ်ခွက်တင်မဟုတ်ဘူးဓပူးနဲ့တောင်ထဲ့သွားသေးတယ်ဟဟ ပြောရင်ရည်နေတဲ့မိချူးကလေးကိုကြည်ရင်나ยีကိုဖြတ်ခနဲကြိတ်လိုက်တော့ငားနာကြီးကြုံနေပြီမကြခင်မှောင်တော့မယ်နေအောင်ကလည်းမတိမသားကြစာပြုတ်နေပြီကျွန်တော်အာယုံထဲမှာတော့မိချူးပြောခဲ့တဲ့စကားတွေကိုစီကာစင်ကာနဲ့သတိရနေမိတယ်နောက်မှကျွန်တော်ကသတိတရနဲ့မိချူးကိုထပ်မေးလိုက်ရတယ်နေစမ်းပါဦးတမီးရဲ့ညီလောက်က၈နာရီခွဲမှဝင်ရတယ်လဲဆိုသည်မနေ့9နာရီဖယ်ရီမိအောင်တွားရတယ်ဆိုတော့အလုတ်ကဝေးလို့လား ဘဲကလာဝေးရမှာလေဥရဲ့လေးငါမှတ်တိုင်သာလောက်ပဲရှိတာကားတွေကတမီးတို့ကိုဖယ်ရီကြိုပြီးရင်လိုင်းဆက်ဆွဲရမှာလေအဲ့ဒါကြောင့်အမြန်ကြိုးအမြန်မောင်းရောက်တာနဲ့ဆက်ယုံဝမှာတမီးတို့ကိုခြားထားခဲ့ပြီးပြန်မောင်းပြေးကြတာပဲဒါဆိုရင်တမီးတို့ကတနာဤတာတာလောက်စောနေတာပေါ့ဟုတ်တယ်လေအဲ့ဒီတော့တမီးကတွေ့ကြရအဝိပုံနဲ့ဒိုင်မင်ထိုးပြီးဝင်းအိတ်တာပဲအဝိပုံနဲ့ဝင်းအိတ်လို့ရလား ရတယ်လေဦးရဲ့အိတ်တက်သူအတွက်ကတော့အဆင်ပြေတာပေါ့သမီးကတော့မရရအောင်အိတ်တာပဲအလုတ်ထဲမှာပျော်နေပုံရတဲ့မိချူးလေးကိုကြည်ရင်ကျွန်တော်လည်းအတော်ကိုဂိယူနာတက်နေမိတယ်ဒါပေမဲ့ဘာရဲမဟုတ်ပဲစကြင်နောက်ချင်တဲ့စိတ်ကဖြက်ခနေပေါ်လာတာကြောင့်နေစမ်းမအောင်အဝတ်ပုံထဲဝင်အိတ်တယ်ဆိုတော့ညီတို့ကဘာကောင်းနေဖြစ်သွားကြပြီလေကျွန်တော်ဆိုလိုရင်းကိုမိချူးကတော်တော်နဲ့သဘောမပေါက်သေးဘူးနောက်အတော်ကြီးကြာမှာ ဟာဦးကလည်းဆိုပြီးရှင်းနေတယ်မိချူးကလေးကို ကြည်ရင်ကျွန်တော်တွေးနေမိတာက လောကရန်၈ပါးတဲ့ကကောင်းတဲ့ကံလေးပါးရဲ့မျက်နှာသာအပေးခံမခံရတဲ့အတူတူဘဝကိုအရွက်မတိုက် ရေစုံကိုမလိုက်အောင် ထိမ့်သိမ့်ပဲ့ပြင်းပေးနေတဲ့မိချူးရဲ့အမေကိုလည်းလေးစားနေမိတယ်။ဘာပဲဖြစ်ဖြစ်ဒီကလေးမရဲ့ဘဝမှာပျော်စရာရွှင်စရာ အတက်စရာတွေလည်းအထိုက်လျောက်ရှိမှဖြစ်မှာလေ။ရင်းမှတ်ပေးလိုက်တဲ့စာအုပ်ကလေးကိုယူပြီး ။ထမင်းညံကလေးဆွဲရင်ထွက်သွားတဲ့မိချူးကလေးကိုကျွန်တော်မမိတ်မတုံကြည့်နေမိတယ်။ပဝင်းကျင်မာလဲနေရောင်ကတိတိသားသားနဲလာပြီ။အဲ့ဒီအချိန်မှာခက်ဖြော့ဖြော့စီးစာကို နောက်ခံထားပြီးအနောက်ရက်ကိုဥတီပြန်တန်းသွားတဲ့ငှက်ကလေးတကောင်ကိုကျွန်တော်တွေ့လိုက်ရတယ်။ဒီငှက်ကလေးဘယ်ချိန်ထိပြန်တန်းသွားမှာလဲ။သူခြိတက်ခဲ့ရလမ်းကလေးတစ်လျှောက်ကရောဘလောက်တောင် ရှည်ကြခဲ့ပြီလဲ။ ခုနားစရာမရှိဘဲဟင်းလင်းပြင်ကြီးထဲမှာပြန်တန်းနေရသူဆိုတော့အားရိမန်တွေမှ လုံလုံလောက်လောက်ကြံ့မအောင်မလားဘာပဲဖြစ်ဖြစ်ဒီငါကလေးကိုကြည်ရင်ကျွန်တော်ရင်ထဲမှာဆူတောင်းနေမိတယ်ပြန်ရင်တန်းရင်နဲ့အတောင်တွေညောင်းမသွားပါစေနဲ့ပြင်းထန်တဲ့ရာသီဥရုနဲ့ရုတ်တရက်ကြရောက်လာနိုင်တဲ့လေပြင်းမှုန်တိုင်းဒဏ်တွေကိုလည်းအန်တုရင်ဆိုင်နိုင်ပါစေလို့လေ မောင်နှင်းပန်2009ခုနှစ်စက်တင်ဘာလား ကလျာမဂ္ဂဇင်းမှာဖော်ပြခဲ့ပါတယ်